မင်္ဂလာပါရှင်ကိုစိတ်မပြားကျမ်းမာ၍ချမ်းသာကြပါစေမိကြီးရဲ့ရောင်စုံလေးပြတဝန်းလောမျိုးရဲ့စိတ်ငြိမ်တဲ့ရက်ွက်ဟောင်းတစ်ခုမှာအန်ဒီမေဆိုတဲ့အသက်80ကျော်အဖွားအကြီးတူနေထိုင်ပါသည်သူမဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတယောက်တည်းနေထိုင်လာခဲ့ပြီးအိမ်နီးချင်းတွင်လည်းရောရောနောနောမနေတတ်ပါဘူး သူမရဲ့အိမ်ကတော့ရှေးကြတဲ့နထအိမ်အိုကြီးဖြစ်ပြီးခြံထဲမှာပန်းမှန်တွေအပြင် ခက်ကြီးကြီးတပင်အိုကြီးတွေကအရေးမဲတွေဖန်တီးပေးထားပါတယ်။ညဘက်ဆိုရင်တော့အိမ်ရှိမီးရောင်မိမ့်မိန်အောက်မှာထူဆန်းတဲ့အရေးမဲတွေလှုပ်ရှားနေတယ်လို့ဒေသခံတွေက ပြောကြပါတယ်။အန်ဒီမေကနေကင်းဘက်ဆိုအိမ်ထဲကနေထွက်လို့မရှိပဲ ညနေခင်းမှသာသူမရဲ့ခြံထဲကအပင်အိုကြီးစီစီကိုထွက်လာတတ်ပါတယ်။သူမလက်ထဲမှာတော့တဘာဝအတိုင်းချောက်တွေ့နေတဲ့ပန်းအချိုးနဲ့ရေပဒပလင်းအမြဲပါလာတတ်ပြီးအဲ့ဒီအပင်တွေရဲ့ပင်စည်တွေကို ရေလောင်းပန်းတွေတင်ပြီးတစုံတစ်ခုကို တီးတိုးပြောဆိုနေတတ်ပါတယ်။ အိမ်ကြီးချင်းတွေကတော့သူမကိုစိတ်မနှံ့ဘူးလို့ထင်ကြပေမဲ့ဘသူမှတော့သွားပြီးဆက်စုရဲသူမရှိပါဘူးတနေ့တော့ channel ကအကြီးဆုံးတပည့်အိုကြီးနားမှာထိုင်နေတဲ့အန်တီမီရဲ့ပကုံးပေါ်ကိုခက်ကြီးကြီးရောင်စုံလိပ်ပြာကြီးတကောင်လာနာပါတယ်ထိုလိပ်ပြာကြီးဟာပုံမှန်လိပ်ပြာတွေထက်အရွယ်အစားကြီးမားပြီးအတောင်ပံပေါ်မှာ ရောင်စုံဆက်ကလေးတွေကပကြီးဆွဲထားသလိုထင်းထင်းလေးပေါ်နေပါတယ်။အန်တီမီကရောင်စုံလက်ပြကလေးကိုအตาအရာပြုံးကြည့်ကြည်ရင်ပြုံးလိုက်သည်။ဒါလေးရောက်လာပြီလား။မမေသားလေးရဲ့လို့တီတိုလေးပြောလိုက်ပါတယ်။အံဩစရာကောင်းတာကအဲ့ဒီလက်ပြကြီးဟာသူမစကားကိုနားလဲတဲ့အောင် ူမရဲ့ဘာပြင်ပေါ်ကိုတက်ဖြတ်ဖြတ်ပြန်တန်းသွားတာပါပဲဒီလိုနဲ့လက်ပြကြီးရနေတိုင်းလိုလိုအန်ဒီမေစီကိုရောက်လာပြီးသူမရဲ့ပခုံးပေါ်မှာနားနေတတ်ပါတယ်အန်ဒီမေကလည်းသူမရဲ့သားလေးနဲ့စကားပြောသလိုလက်ပြလေးနဲ့စကားပြောရင်းပျော်ရွှင်နေတတ်ပါတယ်အိမ်ကြီးချင်းတွေကတော့ဒီမြင်ကွဲကိုမြင်ပြီးပိုပြီးထူးဆန်းတယ်လို့ထင်မြင်ခဲ့ကြတယ်တညမှာတော့ အန်တီမီယာသူမရဲ့အကန်းထဲမှာတယောက်တည်းထိုင်ရင်မှန်ဟောင်းတစ်ခုကိုငေးကြည့်နေခဲ့တယ်။မှန်တယ်မှာတော့သူမရဲ့ငေဘွားပုံရိပ်တွေနဲ့အတူ သူမရဲ့တူဒီတော်သားလေးရဲ့ပုံရိပ်တွေက တရိပ်ရိပ်ပေါ်လာခဲ့သည်။သူမရဲ့သားလေးဟာငငယ်လေးကလိပ်ပြာရီကိုအရန်ချစ်တတ်ပြီးအနီးစလေးတွေပါတဲ့ရောင်စုံလေးပြာရီကို အမျက်တနိုးဖမ်းပြီးဆောက်ရှောက်လေးရှိခဲ့တယ်။ ဒါပေမဲ့တားလေးဟာဆယ်ကျော်တက်အရွယ်မှာပဲမတော်တဆတစ်ခုနဲ့ဆုံးပါသွားခဲ့ရတယ်။အန်တီမေမျက်ရည်တွေကျလာစင်မှာပဲသူမရဲ့ဒရင်ပေါက်ကနေရောင်စုံလိပ်ပြာတအုပ်ဟာ သူမရဲ့အခန်းထဲကို ပြန်ဝင်လာခဲ့ပါတယ်။အခန်းထဲမှာလိပ်ပြာတွေဟာပြန်ဝဲနေပြီးသူမရဲ့ပတ်လည်မှာဝိုင်းဖွဲ့နေခဲ့တယ်။ထိုလိပ်ပြာတွေရဲ့အတောင်ပံပေါ်က ဆက်အနီးရောင်ဆက်လေးတွေဟာအလင်းရောင်နဲ့ထိတွေ့လိုက်တဲ့အခါတက်လက်လက်တောက်ပလာတယ်။အခန်းတစ်ခုလုံးဟာရောင်စုံအလင်းတန်းတွေနဲ့ပြည့်နေသွားခဲ့တယ်။ထို့အလင်းတန်းတွေကြားကနေသားလေးရဲ့ပုံရိပ်ဟာ သူမရဲ့ရှေ့မှာခဏတာထင်ထင်ရှားရှားပေါ်လာခဲ့တယ်။သားလေးရဲ့မျက်နှာပေါ်မှာပြုံးရွှင်မှုတွေအပြည့်နဲ့ပြုံးပြနေခဲ့ပြီးမမေကျွန်တော်မမေအနားမှာ အမြဲရှိနေပါတယ်လို့တိုးတိုးလေးပြောသွားခဲ့တယ်။အန်တီမေဟာ မျက်လုံးကိုမိတ်ပြီးပြန်ဖွင့်လိုက်တဲ့အခါမှာတော့အခန်းထဲမှာလိပ်ပြာတွေဘသူမှရှိမနေတော့ဘူး။ဒါပေမဲ့သူမရဲ့ရင်ထဲမှာတော့သားလေးနဲ့ပြန်ဆုံတွေ့ရတယ်လို့နှွေးထွေးမှုတစ်ခုကိုခံစားလိုက်ရပါသည်။နောက်ပိုင်းမှာတော့အန်တီမေဟာ အရင်လိုပဲနေ့တိုင်းခြံတဲကအပင်အိုကြီးတွေစီကိုသွားပြီးရောင်စုံလိပ်တာလေးတွေနဲ့စကားပြောနေခဲ့ပါတယ်။အိမ်ဒီနာချင်းတွေကတော့သူမကိုစိတ်မနှံ့ဘူးလို့ထင်နေကြစေပါ။ဒါပေမဲ့သူမအတွက်တော့အဲ့ဒီရောင်စုံလိပ်တာတွေဟာသူမရဲ့သားလေးပေးပို့တဲ့တဝန်လွာလေးတွေဖြစ်ပြီးသူမရဲ့ဘဝကိုဆက်လက်ရှင်သန်ဖို့ ခွန်အားတွေပေးနေခဲ့တာပါပဲဇလန်းလေးကတော့ဒါပါပဲရှင်မေထီ